ဘဝဤခยีတဲ့ကေခစ်ထက်အမေရိကရေးသည်အာယုဥကျော်ဖြတ်စီစာတိန်တောက်ကြုံဘူးခဲ့သည်ခန်းစားချက်ရောင်စုံဘဝအဖုံဖုံရင့်ကျက်စင်ကျင်တရိအတိအမျော်မြင်သည်ကတရားဖြစ်ပြီးရင်တွင်ကိန့်လျက်ကြောက်သားတို့ခိုင်မမရင်ကျက်ဘဝဆစ်ဆက်ခยีတဲ့ ကီခစ်ထက်အမေရိက2025စက်တင်ဘာ18ရက်နေ့ရေးသားသည်အတွေ့အကြုံရင့်ကျက်လာတဲ့အခါရရှိခဲ့တဲ့အတွေ့အကြုံတွေကိုသင်္ကန်းစာအဖြစ်အသုံးချမယ်ဆိုရင်ပုံမူထက်မြက်ပြီးတော့ရှေ့ဆက်မဲ့ခရီးအတွက်ကောင်းမွန်တဲ့စီမံခန့်ခွဲမှုတွေ ပြုလုပ်နိုင်ပါလိမ့်မယ်ရရှိခဲ့တဲ့သင်္ကန်းစာတွေက လိုအပ်ချက်တွေကိုဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့စဉ်ကြီးညာကိုပို့မှုတိုးတက်စီပါတယ်ကီခစ်ထက်အမေရိက2025စက်တင်ဘာ18ရက်နေ့ရေးသားသည့်